ဒီတော့တွေကတော့အင်မတန်မောက်ကိုအေးပါပါတယ်ပရမောက်တို့ပြောရင်ဓာတ်ရိုက်နေနဲ့သိရတဲ့အိမ်ဆောက်ဖို့အတွက်ဒီတော့တွေကနောက်တကထင်းပြီးသွေးရတယ်ဒီတော့တွေကနေဆေးဘက်ဝင်တဲ့အပြင်နေအများကြီးရှိတယ်ဒါကဓာတ်ရိုက်ရတာပေါ့နော်ဓာတ်ရိုက်ရတဲ့အကျိုးတဲ့ဥကသေဝရတဲ့အကျိုးကပို့ပြီးတော့ပို့ပြီးအကျိုးရှိရလို့ထင်းတယ်ဘာလို့လဲဆိုတော့2008မှာနာဂိဖြစ်တယ်ဆူနာမီတွေထပ်ဖြစ်တယ်ဒီတော့တွေရှိတဲ့တင်းတိုင်းအတိုင်းက ဘာအနေရမှမရှိပါဘူးနောက်တစ်ခါပြစ်စလူလိုတမျိုးလုံးဖုံးလုံးဒီရေဖုံးလုံးရတဲ့နေရာမှာတော့အဲ့နားမှာရှိတဲ့ရွာလေးတွေပါကဒီရောတွေရှိတဲ့အတွက်သူတို့ရွာလေးကအသက်အန္တရာယ်တွေမထိခဲ့ပါဘူးရေပဲနဲ့နဲ့ဖုံးလွှမ်းသွားတယ်ဒါကဒီရောတွေရှိရဲ့အချိုးကျစုကအဓိကအကြဆုံးအချက်ဖြစ်တယ်သမီးနောက်တစ်ခါဒီရောတွေကကဘာပြူတွေကိုမတိုက်စားအောင်ကာဝယ်ထားတယ်အရေးကြီးဆုံးလူတွေအတွက်အောက်ဆီဂျင်ကို ်တစ်ပင်တွေကပြန်လွတ်ပေးတယ်ဒီရေတော့တွေကပုံမှန်တစ်ပင်နဲ့9ဆပြန်လွတ်ပေးတယ်အဲကာဗွန်ဒိုင်အောက်ဆိုက်ကို9ဆဆုတ်တယ်အောက်ဆီဂျင်ကိုပြန်လွတ်ပေးတယ်လူတွေအတွက်ကိုဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner ကျွန်တော်နာမည်ကခိုင်ဝင်းတော်ပါမြန်မာနိုင်ငံတည်တော်အသင်းမှလုံမှုဆောင်ဖွဲ့ဝင်တွေမှပါပါတယ်အရှိမှာတော့ဒီရောစီမံကိန်းတွေမှာဖီမန်နေဂျာဖြစ်ဆောင်ရနေပါတယ်ဟုတ်ကဲ့ပါအော်ဆရာတို့ပေါ့နော်ဒီတည်တော်အသင်းအနေနဲ့အာဒီတော်ကြီးထိမ့်သိမ့်နေရဲဆိုတော့ဒီအဲထိမ့်သိမ့်နေရဲဒီတော်လေးရာဘယ်အဒေတာဘယ်နေရာတိုင်းဒေတာကြီးမှာရှိရဒီတော်လေးကိုထိမ့်သိမ့်နေရဲဆိုတာပြပြစီစီ ေတော့ထိမ့်သိမ့်နေဆိုတာကတော့အလွန်အရေးကြီးပါတယ်။ဘာလို့အရေးကြီးလဲဆိုလို့ရှိရင်ဒီတောင်မောတက်တော်နဲ့ဒေတော်ဆိုတာအင်မတန်ကွာခြားပါတယ်။တစ်ပင်ဆိုတာကတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်တယ်အောက်ဆီဂျင်ကိုပြန်လွှတ်တယ်။ဒေတော်တစ်ပင်တစ်ပင်ကတောင်မောတစ်ပင်တစ်ပင်၅ပင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူခြင်းကိုတူးတယ်။ပြောရမယ်ဆိုလို့ရှိရင်တောင်မောတောင်မောတစ်ကို၅ဧကစရင်ဒေတော်တစ်ဧကစိုက်တာနဲ့အတူတူပဲ။ ကော်ပိုနိုင်အောက်ဆိုက်ဆုံးယူခြင်းอ่ะအားကြောင့်မလို့ဒီရေတော်တွေဟာအင်မတန်မှတန်ဖိုးရှိတယ်လို့ပထမဦးဆုံးပြောခြင်းပါတယ်ဒီရေတော်ကြောင့်ပြောမယ်ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာဒီရေတော်ပေါ်တဲ့နိုင်ငံ123နိုင်ငံရှိတယ်စုစုပေါင်း14.8ဟတ္တသန်းပေါင်း14.8သန်းရှိတယ်ကမ္ဘာပေါ်မှာဒီရေတော်ပေါက်ရောက်တာအများဆုံးပေါက်ရောက်တာကတော့ အာရှတိုက်တောင်ပိုင်းနဲ့အရှိတောင်အာရှမှာ44ရာခိုင်နှုန်းရှိတယ်။ဟတ်တာအနေနဲ့ပြောရမှာဆိုရင်6တသမ48တန်းရှိတယ်။ဒါဒီရောအများဆုံးပေါရောက်တယ်။နောက်ခေါက်ထပ်ပြောမှာဆိုလို့ရှိရင်ဒီရောအနေနဲ့အင်ဒိုနီးရှားနိုင်ငံကဒီရောအများဆုံးပိုင်ဆိုင်တယ်။ပြီးတော့ဘရာဇီးဩစတြေးလျအဲ့လိုပဲမြန်မာနိုင်ငံကဒီရောကကမ္ဘာမှာအဆင့်ခုနှစ်ပိုင်ဆိုင်တယ်။မြန်မာနိုင်ငံရဲ့ဒီရောအကြောင်းပြောမှာဆိုလို့ရှိရင် 2000ခုနှစ်မှာဒီရတော့6သိန်း5000 9000ကျော်ရှိတယ်ဟတာပေါ့2020ကျတော့၄သိန်းနဲ့2890ဟတာပဲရှိတော့တယ်ပြောရမယ်ဆိုလို့ရှိရင်ဟတာတသိန်းခွဲလောက်ပျက်စီးသွားတယ်နှစ်20အတွင်းမှာမြန်မာနိုင်ငံမှာဒီရောပါဝရဒေတာတွေက အကြမ်းမြင်ပြောရမယ်ဆိုရင်ရခိုင်ကဲယူနာမှာပေါက်တယ် AOD မှာပေါက်တယ်သတင်းသားတိုင်းမှာပေါက်တယ်ကြမ်းမြင်၃နေရာမှာအဓိကထားပြီးတော့ဒီရောပေါက်ရောက်တယ်အဲ့ဒီမှာသတင်းသားကြီးမှာဒီရော အများဆုံးလက်ရှိပေါက်ရောက်ပါတယ်ဒုတိယတော့ရခိုင်ကဲယူနာမှာပါနောက်ဆုံး AOD မှာတော့အဲဆုံးပေါက်ရောက်ခြင်းဖြစ်တယ်အကိုရောမြန်မာနိုင်ငံတည်တော်အသင်းနေနဲ့ တင်းသားဤတိုင်းမှာ2016ကစပြီးတော့ပလောမျိုးနယ်ပလောမျိုးနယ်ခွဲပြင်ပူးကြီးကျုံပြင်ပူးငယ်ကျုံခန်းဒီကျုံမှာ2016ကစပြီးတော့ဒီရောလေးကိုထိန်းသိမ်းလာတာ2022အထိခုနှစ်နှစ်စီမံကိန်းအမျိုး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 နဲ့ဆောင်ရွက်ခဲ့တယ်နောက်ခါအေယာဝီတိုင်းပသိမ်မျိုးနယ်ထောင်းသာမျိုးနယ်ခွဲထောင်းသာနယ်3မိုင်လောက်ပဲကွာဝေးတဲ့ ဥတို့ဟေးဝါမှာ2019ကစပြီးတော့အခုချိန်ထိဒါကိုနှစ်ထဲကိုရောက်နေပါပြီနောက်ထပ်လည်းဖတ်လို့ဦးပါစီမံကိန်းက3နှစ် project ဖြစ်တယ်အခုကဒုတိယနှစ်စီမံကိန်းအဲ့မှာဒီရိုးလေးကိုကာွယ်ထိမ့်သိမ့်နေတယ်ကိုရိုက်ကိုအဒီကိုစင်ပြီးတော့ဆောင်ရွက်ပေးနေရတာထိမ့်သိမ့်ပေးနေရတာဆိုတော့ဒီတော့တွေအဲ့လိုပြက်လိုမျိုးလေးတွေဆောင်ရွက်ပေးအဲ့လိုတည်ပြဆက်ရှိ ဒီရောတွေမပြည့်စည်အောင်ဆိုလို့ရှိရင်တော့အဓိကကတော့ဒေတာကန် community ရဲ့သူရဲ့အသိပညာပေးလုပ်ငန်းတွေကိုညံ့ညံ့လုပ်ပြီးမှသူတို့အသိပညာတွေတိုးတက်လာပြီဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ဒီရောတွေကိုထိန်းသိမ်းလာမယ်စောင့်ရှောက်လာမယ်ဥပမာနေနဲ့ပြောရရင်ဥတို့အကိုတို့ဒီထိန်းသိမ်းခဲ့တဲ့ဥတို့ဟာ2019ကစထိန်းခဲ့တယ်2019ကသွားပြီသူတို့အတင်းတန်းလေးမျိုးမျိုးပေးတယ်ဒီရောတွေရှိမှသူတို့အတွက်သားငါးပစုံတွေပေါ်မယ်သူတို့အတွက်ဝင်ငွေရမယ် ဥတို့က6000နဲ့3000ပဲကွာဝေးတဲ့အတွက်6000ဖြည့်ဖြည့်နေတဲ့တွေသူတို့အတွက်ဒီတားငါးပစုံတွေရလာတာနဲ့သူတို့စီးပွားဖြစ်တယ်ဥတို့ကြီးရွာကလေယာကမ်းကြီးမရှိဘူးသူတို့ဒီ only ရေလုံငန်းတစ်ခုပဲလုပ်ကြတယ်အကိုတို့မြန်မာနိုင်ငံတက်တော်အသင်းကသွားပြီးတော့သူတို့စီးယုံပြီးတော့ဒီကဲဥတို့နောက်ကျောင်းမှာရှိတဲ့ဒီရေတော့1600ဧကရှိတယ်ဥတို့အဆိုပြုကြိုးပင်ကာကွယ်တော့ဥတို့ပဲအဆိုပြုလိုက်တာဥတို့မြန်မာနိုင်ငံတက်တော်အသင်းကဥဆောင်ပြီးတော့ ထင်းသိမ်းလိုက်တော့ရွာလေဒီခိုးဘက်တနင်္သာရီတိုင်းမှာလှုပ်တဲ့ရွာတွေကပိုပြီးညင်ညွတ်တယ်တရွာလုံးကဒီဒီရောတပင်းကိုလုံးဝမထိဘူးမခုတ်လိုက်တဲ့အတွက်အခုလက်ရှိဥတို့ကျိုးပြင်ကာကွယ်တော့ကအေယာဝီတိုင်းတိုင်းလုံးမှာတပီးတို့ကြောင်းမှာမင်းမလာကျွန်းဆိုတာနိုင်ငံတော်အဆင့်ထင်းသိမ်းလာတာအဲ့တော့တဲ့အများကြီးကောင်းတယ်ဥတို့ကျိုးပြင်ကာကွယ်တော့ကအေယာဝီတိုင်းမှာအကောင်းဆုံးဒီရေတော်လို့တော့ပြောလို့ရတယ်ဥတို့ရှင်းနေကိုနေလောက်ထိန်းလိုက်တဲ့ခါမှာအဲ့လိုထိန်းလိုက်တဲ့အတွက်သူတို့တွေက ဒီတက်ကရစ်2000လောက်ကစပြီးတော့ငါးတွေတားရတယ်ပဇုံတွေတားရလာတယ်ခဏလေးသွားရှာလာတယ်သူတို့ဒီငါ့ကိုလင်ငါပိတ်တာရတယ်ပဇုံတွေရတယ်ကနန်းတွေရတယ်စီးပွားရေးအဆင်ပြေလာတယ်တို့တော်တော်လေးကိုပြေလာတယ်ဒီဒီတော့သိနေတာကြတော့ဒီသူကမခုတ်တာပေါ့နော်အဲဒီကြံပြီးတော့စိုက်တာမျိုးရရှိနေတာပေါ့ဒီတော့စိုက်တာရတာရှိနေတာရှိရှိတာပေါ့သမီးဒီတစ်ဖက်ကချစ်ပြီးသားဒီရောတွေကိုထိနေတယ်လို့တစ်ဖက်ကလည်းလွတ်နေတဲ့ကွက်လက်တွေကွက်လက်တွေမှာ ီ arrangement planting တွေ gap planting တွေဥရောပမြန်မာနိုင်ငံတက်တော့အတင်းဆိုလို့ရှိရင်ပုံမှန်တစ်နေ့ကိုအပင်3000နဲ့5000 3000ပတ်ချလဲတော့နှစ်တိုင်းစိုက်ခဲ့တယ်2016ကစိုက်ပြီးတော့အခုလဲဒီနှစ်လဲအပင်5000စိုက်ဖို့ဥရောစီမံချက်ရှိတယ်ဒီရောထဲမှာဒီအနာပြည်သူအနေနဲ့ပေါ့နော်ဒီလိုမျိုးဒီတော့ထိမ့်သိမ့်ကြမှာပါဝင်ခြင်းနဲ့ဆိုရင်ဘလို့မျိုးပါဝင်နိုင်လဲဆိုတာလေးပြပြပြီးတော့အောင်ပါတို့အစိုးဆိုရင်စိတ်ဝင်စားကြတယ် ဲ့လိုမျိုးတကယ်ဒီတိမင်တွေတော့ထိန်းသေးတာဒီရောထိန်းနေတာကိုစိတ်ဝင်စားကြရတဲ့သူတွေအနေနဲ့ရောဘလိုမျိုးပါဝင်နိုင်လဲဘလိုကူညီနိုင်လဲပါဝင်နိုင်တာပေါ့သမီးဥရောဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်မှာဆိုလို့ရှိရင်ဒီဟိုပြီးခဲ့တဲ့အစည်းအဝေးကတက်လာတဲ့အဖွဲ့တွေလေသူတို့ကိုယ်တိုင်ဥရောဥရောသွားပြီးတော့သူတို့ volunteer အောက်တားလေးတွေမင်းကလေးတွေသင်္ဇာတို့အဖွဲ့တွေနော်သူတို့ကိုယ်တိုင်သွားပြီးတော့ဒီရောတွေစိုက်ကြတယ်သူတို့စိတ်နဲ့သူတို့သွားတာ အကောင်မလေးလေးဆိုဘလောက်กว่าဖြစ်လဲဆိုတာဒီတော့ရေသွားထိမ့်သိမ့်နေတော်တဲ့ကိုတကယ်တကယ်တော်ကြီးတွေရောက်သွားတော့သူတို့လည်းပြောတယ်ဟိုကထိမ့်သိမ့်နေတဲ့တော်ကတကယ်ကောင်းတဲ့ဒီရေတော့ဖြစ်နေပြီလေဥတို့ဒီရေတော့ကအဲ့တော့အဲ့လိုမျိုးလေးအဲဒီစေနာဝန်နဲ့ဖြစ်တဲ့အဲလာပြီးတော့ပူပေါင်းဆောင်ရွက်ခြင်းလဲဆိုလဲဒါဟိုဆောင်ရွက်လို့ရတယ်ပေါ့နော်ရတယ်သူမိရတယ်သူတရှိနေတယ်တရှိနေဒီဒီတော်တွေနဲ့ပတ်သက်ပြီးတော့ ဘလောက်ထိအရေးကြီးလဲပြည်သူလူထုတွေနေလဲအဲဘလောက်ထိထိမ့်သိမ့်ပေးဖို့လိုရလဲဝိုင်းဝန်းကူညီထိမ့်သိမ့်ပေးဖို့လိုရလဲဆိုတာလေးလဲအချုပ်အနေနဲ့ပြောပြပြီးပါအောင်ချေဒီရောအရင်ရေးကြီးတာဟောသမီးသူကဒီရောရတဲ့အရင်ဆုံးတည့်ရမယ်အိမ်ဆောက်လို့ရမယ်နော်နောက်ထင်းပြီးသွေးရမယ်ဒီရောပတ်သက်ပြီးတော့သူကဆေးပစ္စည်းတွေလည်းဖော်လို့ရတယ်ဒီရောလည်းပတ်သက်ပြီးတော့ဒါကတော့ဟိုဓာတ်ရိုက်ရတာပေါ့နော်ကဲတဲဝဲရရတဲ့အကျိုးစီးကပိုးတော့ကြီးသေးတယ်ဥပမာ2008နာခေတ်ဖြစ်တယ်ဆူနာမီဖြစ်တယ် ဒီရောရှိတဲ့တင်းသားကြီးတိုင်းဘာမှအနေမရှိဘူးခုအင်မတန်ဖြစ်သွားတဲ့ပစ္စလူနာကရွာလေးတရွာကဒီရောရှိတယ်အဲ့ရွာလေးကရေလေးပဲတက်သွားတယ်သိဘာမှအတန်အနေတွေမရှိပါဘူးဒါဒီရောရဲ့ကောင်းကျိုးကဒီတစ်ပင်တွေကလှိုင်းနဲ့လေတံကိုခန်းနိုင်တယ်ကဘာပြိုတာတွေကိုလည်းသူတို့ကထိန်းထားပေးတာဒီရောရဲ့ကောင်းကျိုးကဒါအဓိကပဲနောက်တစ်ခုကလူတွေအတွက်ကောင်းတိုင်းအောင်ဆိုင်ကိုစုပ်ပေးတယ်စုပ်ပြီးတော့မှ9000လောက်စုပ်ပေးတာတဘာဝတစ်တော့ထပ်ကိုဒီရောတစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကိုအဲ့လိုဖြစ်တဲ့အတွက်ဒီရေတော်တွေကဒီယာတိဥဒုလည်းမှန်တယ်ခုနပြောလို့လိုင်းနေလေတွေတဘာဝအနေနဲ့လည်းသူကမရှိတဲ့အတွက်ကိုဒီရေတော်တွေကိုလုံးဝထိန်းသိမ်းနေတဲ့ဆိုတဲ့အကြောင်းကိုပြောခြင်းတယ်